မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်ပြီးသခိုင်းပြည့်ညွှန်ကြောင်းကလင်ကြောင်းမရင်ရတော်နေပြည်တော်ဤအနာဂတ်ဆိုရင်ဆောင်းပါတင်ဆက်ပေးပါမယ်စစ်ဘုတ်ချုပ်တွေကငလင်ကျော်ကြီးပေါ်မှာမြို့တော်တည်တိဆောက်ခဲ့တဲ့နိုင်ငံကိုအုပ်ချုပ်ဖို့အရေးချက်မရှိပြည်သူကိုစေတနာမရှိကြကြောင်းကပ်ဘေးကာလာမှာပို့ထင်ရှားလာတဲ့2005ခုနှစ်နိုဝင်ဘာ6ရက်နေ့မှာအာနာရှင်ဟောင်းတန်းရှင်ကမြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးမြို့တော်ကိုရန်ကုန်မှနေပြည်တော်ကိုပြောင်းရွှေ့ခဲ့တဲ့2025ခုနှစ်ကနေပြည်တော်ရဲ့တက်တန်း20ပြည်မြေနေဖြစ်တဲ့နိုင် င်ငံရဲ့အလဲပဟိုမှာတိဆောက်ခဲ့တဲ့မြို့တော်တင်ဖြစ်တည်မှုကအစပိုင်းမှာကြက်ပြေးနေပြီးတော့လို့အမည်တွင်ခဲ့ပြီးအထီးကျန်လာတယ်။အဲဒီတုန်းကနိုင်ငံတကာသတင်းစာမျက်နှာတွေမှာတနိုင်ငံလုံးမှာတခုတည်းရှိတဲ့မြို့တော်တင်ရဲ့20လမ်းသွာလမ်းမကြီးပေါ်မှာကားတစ်စီးများဖြတ်တန်းသွားခြင်းမရှိတော့ပုံရိပ်များကိုအကြံခဏဖော်ပြခြင်းခံရတဲ့ စစ်ဘုတ်ချုပ်ကြီးများအကြောင်းလေ့လာကြတဲ့နိုင်ငံတကာပညာရှင်များအကြားဘဟေလီဆန်လာတဲ့နေပြည်တော်မြို့တစ်စီမံကိန်းကိုအာနာရှင်ဟောင်းတန်းရွှေဘလိုစိတ်ကူးနဲ့တိဆောက်ခဲ့တယ်လို့ဆိုရင်မိကုံးများစွာထုတ်ခဲ့ကြဝေဖန်ဆန်းစင်ကြပါတယ်ဒီမိကုံးနေရဲကဘာကြီးနဲ့ခက်ခွာခွာအထီးကျန်နေလို့လို့နိုင်ငံတကာအဆက်အသွယ်ရေးဗဟိုချက်ရန်ကုန်မြို့တော်ကိုစွန့်ခွာလေးလားလို့မိကုံးထုတ်သူများရှိပါတယ်ဒီကနေ့ထိနိုင်ငံတကာတန်ရုံနေမှာရန်ကုန်မှနေပြည်တော်ကိုပြောင်းရွှေ့ခြင်းမပြုဘဲမြို့တော်ဟောင်းမှာတားဆက်လက်အခြေဆိုင်နေခြင်းကအဲ့ဒီသူတို့ရဲ့မိကုံးကိုအတီးပြုပေးတယ်လို့ဖြစ်နေတယ် ိန်စည်ရေးအမြင်ကဲသူတချို့ကစစ်ဘိုလ်ချုပ်တွေကအမေရိကန်နိုင်ငံကကျူးကျော်လာနိုင်မဲ့အရေးစိုးရိမ်နိုင်ပြီးဒီလိုဖြစ်လာပါကရန်ကုန်မြို့ကိုပြည်နေရေးကြောင်းမှအလွယ်တကူဝင်ရောက်တိုက်ခိုက်နိုင်တဲ့အတွက်နိုင်ငံရဲ့အတွင်းပိုင်းကြတဲ့နေရာတွေကိုစည်ရေးအမြင်အရပြောင်းရွှေ့ခြင်းဖြစ်နိုင်တယ်လို့မှန်းဆသူတွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့စစ်ဘိုလ်ချုပ်တွေကိုယ်တိုင်ဖွင့်ဟပြောဆိုခဲ့တဲ့နေပြည်တော်မြို့တဲ့တိဆောက်ရတဲ့ရည်ရွယ်ချက်မှာနိုင်ငံရဲ့အလဲဘဟုမှာအုပ်ချုပ်ရေးမြို့တော်ထားရှိပြီးတနိုင်ငံလုံးကိုဖြန့်ကျက်အုပ်ချုပ်နိုင်မှုပိုကောင်းစွာလုပ်နိုင်ဖို့အတွက်သာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီတုန်းကစစ်ကောင်းဆောင်တွေကနိုင်ငံရဲ့အလေပဟုမှာမြောင်းမတောင်ကိုတောင်ပြတ်ရှိနေတဲ့ကဘာကျော်စကိုင်းငလင်ကျော်ချင်းကိုမြို့တော်တည်စီမံကိန်းမှာဘလောက်တချက်ခဲ့တယ်လဲဆိုတာကဒီကနေ့ကြုံတွေ့နေရတဲ့နေ့ပြီးတော့ငလင်ထံကသက်တည်ပြလျက်ရှိပါတယ်။မြည်တို့ပင်ဆိုစီစင်အာနာရှင်ဟောင်းတန်းရွှင်ရဲ့တချက်လုံးအမိန်နဲ့အတင်းအဓမ္မပြောင်းရွှေ့အသက်သွင်းခဲ့တဲ့နေ့ပြီးတော့ကဖုံဖုံနေနဲ့ခြောက်တွေ့လာတဲ့လွင်တီးခံပြီးချက်ပြီးနေပြီးတော့ဘဝမှာလွန်ခဲ့တဲ့နှစ်20အတွင်းဆိုင်ပြိုးခဲ့တဲ့တစ်ပင်နေကြောင်းစိမ့်ဆိုတဲ့မြို့ပြတစ်ခုရဲ့အသက်ဝင်မှုကိုတစ်ပြေးပြေးပြောင်းလဲတွေ့မြင်ခဲ့ပြီးမလ28ရက်နေ့ ီမတိုင်မီထင်စစ်အာဏာရှင်လက်ဟောင်းလက်သက်များအတွက်အကုံယူစရာမျိုးတော်ဖြစ်ရှိနေကြတာအမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီကနေ့နေပြည်တော်ကစကိုင်းပြည်ရင်ငလင်ကြီးရဲ့စီရင်ချက်အောက်မှာတက္ကနအတွင်းမြင်ရတဲ့အနာဂတ်ကိုရင်ဆိုင်ကြရပြီဖြစ်ပါတယ်။စကိုင်းပြည်ရင်ငလင်ကြီးကြောင့်စကိုင်းနဲ့မန္တလေးမြို့ဝင်းချင်းကအပြတ်အစီရီနဲ့ကိစိန်လုပ်ငန်းတွေကိုနိုင်ငံတကာသတင်းမီဒီယာတွေအာရုံစိုက်နေချိန်နေပြည်တော်ရဲ့အခြေခံအဆောင်များပြည်စည်းမှုအခြေအနေကထိတ်တန့်သတင်းမဖြစ်ခဲ့တာ၎င်းတို့ရဲ့အခြေအနေအမှန်ကြောင့်လူသိမခံခြင်းနဲ့စစ်ဘုတ်ချုပ်တွေကိုအသက်ရှူခွင့်ပေးလိုက်တယ်လို့ဖြစ်ပါတယ်။ ဒါပေမဲ့အာနာရှင်စနစ်အောင်စစ်တပ်ပုံစံတပြင်းညီလောက်ကင်နေကြတဲ့စစ်ဘုတ်ချုပ်ကြီးတွေရဲ့အလေးချင်းကြောင့်နေပြည်တော်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေကအလိုလျောက်ထွက်ပေါ်လာခဲ့ပါတယ်။မလင်းလုပီးရနဲ့ထိတ်တန့်ဘုတ်ချုပ်ကြီးတွေဖြစ်တဲ့မြထုံတင်အောင်စံမောင်မောင်အီမိုးအောင်မောင်မောင်အောင်စားရဲစစ်ကောင်စီရဲ့ထိတ်တန့်ဖွဲ့ဝင်တွေကဝင်ကြီးဌာနရုံးအဆောက်အဦအနေနဲ့ဝန်တန်းအင်အားတွေပြက်စီးမှုအခြေအနေတွေကိုတပြိုင်တည်းသွားရောက်စစ်ဆေးကြတဲ့သတင်းတွေကိုနိုင်ငံပိုင်မီဒီယာတွေကထုတ်လွှင့်ခဲ့ပြီးနေပြည်တော်ရဲ့အခြေခံအဆောက်အဦပြက်စီးမှုအတိုင်းအဆကိုတွေ့မြင်ခဲ့ရပါတယ်။အဆိုပါထုတ်ပြန်ချက်တွေနဲ့မြေပြင် တဲ့သတင်းအချက်အလက်တွေကိုစုပေါင်းလည်လာတုံ့တက်ပြီး Google App နေပုံမှာလက်တီတို့လောင်ကြီးတို့အတီအကြနဲ့နေပြည်တော်ရဲ့အခြေခံအဆောင်ပြက်စီးမှုအတိုင်းစာမြေပုံတစ်ခုကိုထုတ်ကြည့်ခဲ့ပါတယ်။မြေပုံထဲမှာအနေရမှတ်သားနဲ့ဖော်ပြထားတဲ့နေရာကငလင်းကြောင့်အခြေခံအဆောင်ပြက်စီးမှုတွေများပြားပြီးပြန်လည်ပြင်ဆင်အသုံးပြုနိုင်ခြင်းမရှိသောဓမ္မမို့အချိန်ယူပြင်ဆင်ရနိုင်သောအဆောင်များဖြစ်ပါတယ်။၎င်းတို့နဲ့ပြည်တော်စုလွတ်တော်များတမရအိမ်တော်ရကူစစ်ကောင်စီရောကာကွယ်ရေးပြည်ထောင်စုရေးရာနိုင်ငံခြားရေးပြန်ကြားရေးစီမံဘဏ္ဍာစတဲ့ဝန်ကြီးဌာနများအမျိုးသားမော်ကွန်တိုင်းအမျိုးသားပြလိုက်နဲ့အမျိုးသားစာကြည့်လိုက်ကဲတို့ တမိုင်းမှတ်တမ်းများထိမ့်သိမ့်ရနေရာတွေနဲ့စစ်ကောင်စီရဲ့ National Cyber Security Center ကဲ့သို့စက်သွေးရေးအခြေခံအဆောက်အအုံများပါဝင်ပါတယ်။ ညီမုံထဲမှာအဝါရောင်မှတ်သားပြသထားတဲ့နေရာတွေမှာတန်ရှိနေတဲ့စစ်ကောင်စီဝင်ကြီးဌာနနေရာတွေဖြစ်ပြီးအဲဒီဝင်ကြီးဌာနအဆောင်အဦရဲ့ပြည်စည်းမှုအခြေအနေကိုမသိနိုင်သေးတော့လဲဖြစ်အားဖြင့်ငလင်ကြီးရဲ့တန်းကိုအနည်းငယ်များခံကြရမှာဖြစ်ပါတယ်။အထက်ပါညီမုံကိုခွဲချမ်းစိတ်ဖြာခြင်းရဲ့အခါလွန်ခဲ့တဲ့နှစ်20ကစစ်ဗိုလ်ချုပ်ကြီးများတိဆောက်ခဲ့တဲ့နေပြည်တော်ကနိုင်ငံရေးအုပ်ချုပ်ရေးမြို့တော်ဖြစ်ရှိအနာကမှာဘလောက်တန်ဆွမ်းစွာရပ်တည်နိုင်သေးလဲစကိုင်းငလင်ကျော်ကြီးကမြန်မာနိုင်ငံရဲ့ဘူမိအခြေခံပေးထားချက်ကြီးဖြစ်နေတဲ့အတွက် နေပြည်တော်ရဲ့အနာဂတ်ကိုဆက်လက်ချိန်ချောင်းတွေမှာအသေးစားဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံကမြို့တော်အသစ်လိုအပ်နေပြီလားဒါမှမဟုတ်မင်းစိုးမင်းညစ်ကိုဖယ်ရှားပြီးမင်းချင်းတရားစဲပါနဲ့ပြည်စုံနဲ့မင်းကောင်းမင်းမြတ်လိုနေပြီလားမြန်မာပြည်သူများအလေးနဲ့စဉ်းစားကြမယ်ဖြစ်ဖြစ်ပါတယ်။မြန်မာတမိုင်းမှာအကြီးမားဆုံးဖြစ်အားဖြင့်တဘာဝဘီထုတ်ကားကြီးနှခုကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။ပထမချိန်ဖြစ်အားဖြင့်ဆိုင်ကလုန်းနာကင်မုန်တိုင်းကြီးနိုင်ငံရဲ့မြဝကျွန်ပေါ်ဒေသကို2008ခုနှစ်မေလ၂ရက်နေ့ညပိုင်းဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အဲ့ဒီအချိန်ကမင်းစိုးမင်းညစ်ဆက်အာနာရှင်ဟောင်းတန်းရှင်ရဲ့ဖိနှိပ် င်းချုပ်ချယ်မှုအောင်မြန်မာပြည်သူတွေပြားပြားမောက်နေရတဲ့ကာလဖြစ်တဲ့စစ်အာဏာရှင်ဟောင်းတန်းရွှေက2009ခုနှစ်စက်တင်ဘာမှာတက်စီစင်းလုံးနေရုတ်တရက်အစမတန်မြင့်တင်ခဲ့ရမှလူလူအကြံအထွေထွေအကြံအတင်းဆိုင်ခဲ့ပြီးဗုဒ္ဓဘာသာယဟန်တန်ကများဦးဆောင်နေရွှေဝါရောင်တော်လိုင်းဖြစ်ပွားခဲ့တဲ့တန်းရွှေကတန်ဃာတော်ရီနဲ့ဆန္ဒပြပြည်သူတွေကိုရက်ဆက်စွာတက်ပြတ်နေနေဖမ်းဆီးထောင်ချခဲ့တဲ့မင်းစိုးမင်းညစ်ဖြစ်တဲ့ပြည်သူများအကြအစိုးရတန်ရာတန်ချက်တွေ လက်ဆက်နေချင်းနာကင်မုံတိုင်းကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။နှစ်ပေါင်း18နှစ်ကြာပြီးနောက်ဒုတိယအကြိမ်ဖြစ်အားပြင်စကိုင်းငလင်းနဲ့ထပ်မံကြုံတွေ့ခဲ့ရတဲ့စကိုင်းငလင်းနဲ့စိုက်ကလုံးနာကင်ဖြစ်အားပြင်ထန်ပုံနဲ့ဘေးဒုက္ခရင်ဆိုင်ရပုံချင်းကွာခြားပါတယ်။ဒါပေမဲ့မကွာခြားတာကအဲ့ဒီသဘာဝပြီးဒုက္ခဆိုးကြီးနှစ်ခုရင်ဆိုင်နေရချိန်ဟာမြန်မာပြည်သူတွေစစ်တပ်ရဲ့ရက်စက်ဖိနှိပ်မှုတံကိုအလူးလဲခံစားနေရချိန်ဖြစ်တဲ့ ။စကိုင်းငလင်ပြည်ကြီးကျုံတွေ့နေရချိန်မှာတိုင်းပြည်က2021ခုနှစ်စစ်အာဏာသိမ်းချိန်ကစပြီးနိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိရဲစစ်အာဏာရှင်စနစ်ချုပ်ငြင်းရေးလက်နက်ကိုင်တော်လှန်ရေးပြင်းထန်နေခြင်းဖြစ်တဲ့ငလင်တန်းကိုအပြင်းထန်ခံစားလိုက်ရတဲ့မြို့ရွာရှိပြည်သူတွေကစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ဖိနှိပ်ရက်စက်မှုတွေအောက်မှာကြီးလန့်စာစာနေထိုင်ရတဲ့အချိန်ကာလလေးဖြစ်တဲ့အဆိုပါသဘာဝပြီးဒုက္ခကြီးနှစ်ခုလုံးကိုမြန်မာပြည်သူများကျုံတွေ့ခံစားနေရချိန်နဲ့ချိန်စလုံးတိုင်းပြည်မှာစီးပွားရေးအထွေထွေအကြက်တဲကြားရောက်နေတဲ့အချိန်ကာလလေးဖြစ်နေတဲ့ကိုပြည်သူကိုလက်နက်အားကိုအနိုင်ကျင့်ပူကြဖိနှိပ် ကြုံနေတဲ့စစ်အာဏာရှင်တွေအပေါ်ရင်းကျေးတဲ့နိုင်ငံတကာအတိုင်းဝန်ကစီးပွားရေးရပိတ်ဆို့အရေးယူတန်ခတ်မှုနဲ့တန်တပန်ကြီးရအရေးယူဖဲ့ခြင်းမှုတွေပြုလုပ်ခဲ့ကြောင်းဒါပေမဲ့မြန်မာပြည်သူများတဘာဝပြည်နဲ့အကြုံတွေ့လာတိုင်းနိုင်ငံတကာအတိုင်းဝန်ကလစ်လျူရှုထားလိမ့်မရှိပါဘူး။ ဒီကနေ့ကြုံတွေ့နေရတဲ့သခိုင်းကလင်ကြီးကိုအကြောင်းပြုပြီးမြန်မာနဲ့နိုင်ငံတကာကြားတဘာဝဘေးဒုက္ခဆိုင်ရာတဏ္ဍမန်ဆက်ဆံရေးတမိုင်းတကွေပြန်လည်ကြုံတွေ့လာရပြီဖြစ်ပါတယ်။မလ30ရက်နေ့မှာအရှိတောင်အာရှနိုင်ငံများတင်အာဆီယံနိုင်ငံကြားရေးဝင်ကြီးများအရေးပေါ်အထူးစည်းဝေးကျင်းပခဲ့ပါတယ်။အာနာသိန်းစစ်ကောင်စီကိုမြန်မာနိုင်ငံတင်ရွေးအစိုးရအဖြစ်အတိမတ်မပြုတဲ့အာဆီယံအသင်းကြီးက နှစ်စဉ်ကျင်းပတဲ့အာဆီယံကောင်ဆောင်တွေရဲ့ထိပ်တီးအစည်းအဝေးနဲ့နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးတွေကိုစစ်ကောင်စီရဲ့နိုင်ငံရေးယာဉ်ရယူထားသူများတက်ရောက်ခွင့်ပိတ်ပင်တားဆီးခဲ့ရမှာစကိုင်းငလင်အရေးပေါ်ကင်းစင်အတွက်စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတန်းဆွေကိုအဆိုပါအရေးပေါ်အထူးစည်းဝေးကိုပထမဆုံးချိန်တက်ရောက်ခွင့်ပေးခဲ့ပါတယ်။ဒါပေမဲ့တန်းဆွေတက်ရောက်ခဲ့ခြင်းကိုစစ်ကောင်စီကသာထုတ်ပြန်ခဲ့ပြီးအာဆီယံရဲ့ထုတ်ပြန်ကြေညာချက်မှာလုံးဝဖော်ပြထားခြင်းမရှိပါဘူး။ဒီအချိန်ရကိုကြည့်ချင်းအပြင်အာဆီယံကစစ်ကောင်စီပေါ်ရည်တည်ချက်ပြောင်းလဲခြင်းမဟုတ်ပဲမြန်မာပြည်သူတွေအတွက်အရေးပေါ်အကူအညီပေးရ န်ကိုတာဦးတည်လှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်းသုံးသပ်တွေ့ရှိရပါတယ်။ဒီအခြေအနေမှာနိုင်ငံတကာတိုင်ဝန်အနေနဲ့တမာဝပေးဒုက္ခခံစားနေရတဲ့မြန်မာပြည်သူများထံလူသားချင်းစာနာမှုဆိုင်ရာအကူအညီများအများဆုံးပေးအပ်နိုင်ရေးတန်တမန်လမ်းကြောင်းမှာကြိုးပမ်းမှုတွေရှိလာတာကရင်ကြီးတဲ့လူအတိုင်းဝန်ကြီးရဲ့တာဝန်သိမှုဖြစ်ပါတယ်။ဒီအခြေအနေကိုခွင့်ကောင်းယူပြီးအာဏာသိမ်းစစ်ကောင်စီကနိုင်ငံရေးအအုံချမှာမလွဲအင်ကန်ဖြစ်ပါတယ်။တချို့သောအာဆီယံနိုင်ငံတွေရဲ့ခေါင်းဆောင်တွေကစိုက်ကလုံးနာကိကာလအာဆီယံရဲ့ဂျောင်းဝင်ကူညီမှုအတွင်အကြုံတွေနဲ့နိုင်ရှင်ပြီးအခုဒီချိန်မှာလည်းမြန်မာစစ်ကောင်ဆောင်ကိုလူသားချင်း င်းစာနာမှုအကူအညီတွင်ပင်ရချင်းမှတက်စင်နိုင်ငံစကာနှင့်ပြန်လည်ထိတွေ့ဆက်ဆံနိုင်မည့်ခွင့်လန်းများဖွင့်ပေးခြင်းဖြင့်စစ်ကောင်ဆောင်များတိုးတိုးတိတ်တိတ်နားချပြီးလက်ရှိနိုင်ငံပြည်ထနာဖြည့်ရှင်းနိုင်မည့်စိတ်ဆက်ညီနိုင်ဖြည့်ရှင်းမှုအတင်လမ်းချောင်းပွင့်လာစေဖို့စိတ်ကူးအကြံစီများရှိနိုင်ပါသည်။ ဒါပေမဲ့ဆိုင်ကလုန်းနာခဲ့ဖြစ်ပွားစဉ်ကတန်းရွှေစစ်အစိုးရနဲ့စကိုင်းငလင်ဖြစ်ပွားချိန်မင်းအောင်လှိုင်ရဲ့စစ်ကောင်စီကြမြန်မာနိုင်ငံရဲ့အခင်းချင်းတစ်ခုလုံးကအခြေခံကြကြကွဲပြားခြားနားသွားခဲ့ပြီဆိုတဲ့အချက်ကိုအာဆီယံခေါင်းဆောင်များအိနီးချင်းနိုင်ငံများနဲ့နိုင်ငံတကာအတိုင်ဝန်ကအလေးထားသတိပြုရန်လိုအပ်ပါတယ်။အာဆီယံနဲ့အိနီးချင်းနိုင်ငံတွေကငလင်ကြောင့်ပျက်စီးသွားတဲ့အဆောင်အနေကြပိတ်မိနေတဲ့မြန်မာပြည်သူတွေရဲ့အသက်ကိုကယ်ဆယ်ဖို့ကြိုးပမ်းပေးမှုအတွက်များစွာကျေးဇူးတင်ဆိုင်ပါတယ်။ဒါပေမဲ့စစ်ဘုတ်ချုပ်တွေရဲ့နိုင်ငံရေးပရောကကူးဆက်ပူကတ်သွားရင်အဆိုပါအကူအညီတွေအားလုံး ုံးသင်းတဲ့ရည်တော်ဖြစ်သွားလိမ့်မယ်ဆိုတာကိုတော့သတိချက်တင်ပါတယ်။တဘာဝဘေးဒုက္ခကြီးတွေကြုံတွေ့လာရပါကပထမဆုံးနိုင်ရည်ကလူအသက်ပေါင်းများစွာကိုကယ်တင်နိုင်တဲ့မဟာခွင့်ရေးကြီးဖြစ်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုစောင့်နိုင်သမျှစောစောလှုပ်ဆောင်နိုင်ဖို့အလွန်ရည်ကြီးပါတယ်။နိုင်ငံတိုင်းကဒီလောက်ကြီးမားတဲ့တဘာဝဘေးဒဏ်ကိုကြုံရတာနဲ့၎င်းတို့ရဲ့စစ်တပ်ကိုအလုံးရင်အတုံးပြုပြီးနိုင်ငံအနှံ့ကယ်ဆယ်ရေးလုပ်ငန်းတွေလှည့်လင်းမြန်မြန်ဆောင်ရွက်ကြလိမ့်ရှိပါတယ်။ဒါဝိမဲ့မင်းအောင်လိုင်က၎င်းရဲ့အာနာဘဟုချက်နေပြည်တော်ကလွဲပြီးငလင်တန်အပြင်းထန်ဆုံးခံစားနေရတဲ့မန္တလေးနဲ့စကိုင်း င်းဒေသတွေရှိပြည်သူတွေရဲ့အသက်ကိုအလင်းအမြန်ကယ်တင်နိုင်ဖို့၎င်းရဲ့စစ်တပ်ကိုအလုံးရင်းနဲ့အသုံးပြုနေတာကိုဒီကနေ့ချိန်ထိမတွေ့ရသေးပါဘူး။ ပြည်သူပေါ်ဖိနှိပ်ရဆက်ရမှာအစဉ်အသင့်ဖြစ်နေတတ်တဲ့မြန်မာစစ်အာဏာရှင်တွေကဖြစ်အားပေးငလင်ကြီးနဲ့ကြုံရချိန်မှာမပြောင်းလဲတဲ့အမှုကျင်းကပြည်သူကိုဂရုစိုက်ဟန်ဆောင်ပြီးလူလုံးထွက်ပြတာဖြစ်ပါတယ်ပြည်သူလူထုရဲ့အသက်ကိုအမှန်တကယ်ကယ်ဆယ်နေကြဥဆောင်လောက်ကင်နေကြတာကနီးစပ်ရာပြည်သူများနဲ့နိုင်ငံအနှံ့လူမှုအသင်းဖွဲ့ဤသားဖြစ်ပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကငလင်လောက်ခတ်ပြီးချိန်နိုင်ပိုင်းတွင် နေပြည်တော်ရှိလမ်းမတွေပေါ်ရောက်လာတဲ့စစ်ဗိုလ်ချုပ်တွေငလင်ပေးအပြည့်အစည်းတွေစစ်ဆေးနေတဲ့တပ်ပုံမှတ်တမ်းတွေကိုစစ်ကောင်စီဝါနာဖြန့်မီဒီယာတွေကဝေဝေးဆာဆာဖြန့်ဝေခဲ့တယ် ဒီလုံးရက်က2008ခုနှစ်စိုက်ကလုံးနာခဲ့ကာလစစ်ဘုတ်ချုပ်တရေဝါရဖြတ်မှုကိုအမှန်ရစေပါတယ်အဲ့ဒီတုန်းကစစ်အစိုးရဝန်ကြီးချုပ်အနောက်မှာသမ္မတသိန်းစိန်မုံတိုင်းတန်တဲ့ပြည်သူများနဲ့တွားရောက်တွေ့ဆုံတဲ့တင်းထက်ပုံတွေကိုစစ်အစိုးရဝါရဖြတ်မီဒီယာတွေကနိုင်စင်ထုတ်လွှင့်ခဲ့ပူပါတယ်ဒါပေမဲ့စစ်ကောင်းဆောင်တွေကအရေးပေါ်လာမှဖုတ်ပူးမီးတိုင်လုတ်တက်ကြပြီးတိုင်းပြည်ရဲ့ရှင်ရေးအတွက်ကြိုတင်စဉ်စားတွေးခေါ်နိုင်စွမ်းမရှိကြပါစင်စစ်ကြီးမားတဲ့တဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါကရှင်းဆိုင်ဖို့အဆင့်အသင့်ဖြစ်မှုအတွက်နိုင်ငံများပြားမှကြိုတင်မြှောက်တွေးပြင်ဆင်မှုတွေပြုလုပ်ထားက ကြပါတယ်။အစဉ်သင့်ဖြစ်မှုလို့ဆိုရမှာတမာဝ BN ရဲ့ကြာရောက်တာနဲ့စနစ်တကျအထူးလေ့ကျင့်ဖွဲ့စည်းထားတဲ့ကင်စိန်ကျွမ်းကျင်ဖွဲ့များကင်စိန်လုပ်ငန်းများမှာအသုံးပြုရမယ့်အထူးပြုပစ္စည်းကရိယာတွေနဲ့ရှင်ရန်တရားများအစဉ်သင့်ရှိမှုတမာဝ BN ရဲ့အတွက်တည်ထက်ထူထောင်ထားတဲ့နိုင်ငံတော်ရန်ပုံငွေအလုံးလောက်ရှိမှုနဲ့ချက်ချင်းသုံးစွဲနိုင်မှုလို့ပါဝင်ပါတယ်။အထူးသဖြင့်တမာဝ BN ရဲ့ကြာရောက်တိုင်းလမ်းမဆက်သွယ်ရေးဖြတ်တောက်နိုင်ခြင်းကိုကြုံတွေ့ရတဲ့အတွက်အရေးပေါ်ကင်စိန်အတွက်လွန်စွာအသုံးဝင်တဲ့ရဟန်းရင်များပါဝင်ကောင်းရင်နှမျိုးသွားနိုင်တဲ့ရှင်များပြင်းကြီးမဟုတ် ုတ်တယ်မြေမျက်နှာပြင်မှာမောင်းနေသွားလာနိုင်ဖို့အထူးပြုထုတ်လုပ်ထားတဲ့ရင်းတွေကဘေးဒုက္ခအတွင်းကြာရောက်ပိတ်မိနေတဲ့ပြည်သူတွေကိုထိရောက်စွာကယ်ဆယ်မဲ့လုပ်ငန်းများအတွက်အသက်သွင်းကြောဖြစ်ပါတယ် ဒါပေမဲ့လည်းကင်စိန်လုပ်ငန်းအစဉ်သစ်ဖြစ်ဖို့အတွက်ကြိုတင်ပြင်ဆင်ခဲ့သူနိုင်ငံကောင်းဆောင်ကိုဘရင်ယူမင်းဆိုမင်းညင်အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်းကထောင်သွင်းအကျဉ်းချခဲ့ပါတယ်။မြန်မာပြည်သူများရွှေကောက်တင်မြောက်ခဲ့တဲ့အရတားအစိုးရကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကတဘာဝ BN ရဲ့တာယောက်ချင်းခတ်ခဲတဲ့နေရာတွေကိုအချိန်တိုတွင်သွားရောက်ပြီးကင်စိန်လုပ်ငန်းတွေကိုအလင်းမြန်လှုပ်ဆောင်နိုင်ဖို့ရဟန့်ရင်ဝယ်ယူခဲ့မှုကိုနိုင်ငံဗန္နာအလွဲသုံးစားပြုမှုများလို့မင်းအွန်လိုင်းကမတရားအမှုစင်ပြီးတရားစွဲထောင်ချခဲ့ပါတယ်။လက်ရှိတောင်ဆန်းစုကြည်အကျဉ်းချနေတဲ့နေပြည်တော်ကျင်းထောင်က ငလင်တန်ကိုအပြင်းထန်ကြုံတွေ့ရတဲ့စပူတီတီမြို့နယ်ရဲ့အနောက်ဘက်အစွန်းရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးနဲ့ကလင်ရဲ့တည်ရှိပါတယ်။ဒါကြောင့်နေပြည်တော်အချင်းထောင်ကငလင်တန်ကိုတင်ကြပေါက်ခန်းစားနိုင်နေတယ်။ဒါပေမဲ့အချင်းထောင်ရဲ့အခြေအနေနဲ့ဒေါက်ဆန်းစုကြည်ရဲ့အခြေအနေကိုစစ်ကောင်စီကလုံးဝသတင်းအမှောင်ချထားပါတယ်။စေအနာသိမ်းပြီးတနည်းခွဲကြစီးပွားရေးထိုးပြီးကြဆင်းနေတာကိုဘန်လိုချန်ဆမမတိရဲ့မင်းအောင်လိုင်းကဒေါ်အောင်ဆန်းစုကြည်အမျိုးမြင်ရှိရှိစီစဉ်ခဲ့တဲ့တဘာဝပြီးကြုံတွေ့ရပါကသုံးဆွေးနိုင်ရန်ထူထောင်ခဲ့တဲ့နိုင်ငံတော်ရှမ်ပွန်ငွေ7ဘီလီယံ400ကိုစီးပွားရေးဖွံ့ဖြိုးရေ င်းအတွက်တည်တံ့ရပုံငွေဖြင့်ပြောင်းလဲသုံးစွဲခဲ့တဲ့ရကုစကိုင်းငလင်ကိုနှစ်ဖူးတွေဒူးတွေကြုံရတဲ့အခါချက်ဘီလီယံ400ကစီးတီးဘန်းမောက်ပြောင်းဆုံးသွားတယ်လို့ရဟန်ရင်ကိုလည်းပြည်သူပေါ်ပေါင်းချဲတဲ့စစ်စင်ရေးတွေမှာအတုံးချနေပုံရပါတယ်။မြမဟာမင်းဆိုးမင်းညင်မင်းအောင်လိုင်းအလွန်နိုင်ငံတော်တစ်တိဆောက်နိုင်မှသာပြည်သူများအတွက်အနာဂတ်ရှိမှာဖြစ်ပြီးပြည်သူတွေကကိုယ့်ကံကြမှာကိုဖန်တီးယူမှသာရနိုင်မှာဖြစ်ကြောင်းသုံးသက်တင်ပြလိုက်ရပါတယ်လို့စောင်းဘောမှာရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်